မင်္ဂလာပါခင်ဗျရှကုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာပြည်ပထွက်အလုပ်လုပ်ကင်မှုတွေများနေကြကြောင်းအလုပ်သမားရှပမှုတွေဖြစ်ပေါ်နေတဲ့အတွက်ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာသာအလုပ်လုပ်ကင်ရမယ့်ကိစ္စတွေကိုစောင့်ရရမယ်ဆိုပြီးအကြံဖတ်မင်းအွန်လိုင်းကပြောဆိုလာပြန်ပါတယ် မင်္ဂလာတိုင်းမရပူရမျိုးနဲ့ဆင်ဆွဲပုတ်ရက်ကွက်မှာငလင်နံကြောင့်တိစုံသူခုနှစ်ဦးအတွက်စေနာရှင်တွေကလူဒန်းထားတဲ့ထောက်ပံ့ကြီးငွေကျပ်သိန်း80ကိုစေကောင်စီလောက်ကရက်ကွက်အုပ်ချုပ်ရေးမှုညွန့်ဝင်ဆိုတဲ့သူကကြံရည်သူမိသားစုတွေစီမပေးဘဲဖျက်ယူသုံးဆွဲလိုက်တဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြောပါစို့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာ ပြပထွက်အလုတ်လုတ်ကိုင်းမှုတွေများနေတာကြောင့်အလုတ်သမားရှာပါမှုတွေဖြစ်ပေါ်နေတဲ့အတွက်ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာသာအလုတ်လုတ်ကိုင်းရမယ့်ကိစ္စတွေကိုဆောင်ရွက်ရမယ်ဆိုပြီးအကျန့်ဖက်မင်းအွန်လိုင်းကပြောဆိုလာပြန်ပါတယ်။ဒါကြတော့ဒီကနေ့မေလာတရနေ့မှာကြောက်ရောက်တဲ့အပီပီဆိုင်ရာအလုတ်သမားနေ့အဖြစ်မင်းအွန်လိုင်းကထုတ်ပေါ်ပြောဆိုတွားပြန်တာပါ။အဲ့ဒီမှာအကျန့်ဖက်မင်းအွန်လိုင်းပြောသွားတာကလက်ရှိမြန်မာနိုင်ငံမှာအလုတ်သမားရှာပါမှုတွေဖြစ်နေတာဟာပြပထွက်အလုတ်လုတ်တဲ့သူတွေများနေတာကြောင့် ဘဝလုံးချုံမှုရှိတဲ့ပြည်တွင်းမှာသာအလုတ်လုတ်ကန်ရမယ်ကိစ္စတွေကိုဆောင်ရွက်ရမယ်ဆိုပြီးပြောသွားတဲ့အပြင်လက်ရှိပြည်ပမှာရောက်နေတဲ့မြန်မာအလုပ်သမားတွေစီကနေလေသူတို့စစ်တပ်လောက်ကငွေလွှဲစနစ်တွေကနေပဲပြည်တွင်းကမိသားစုတွေစီငွေလွှဲခိုင်းဖို့ကိုဥပဒေနဲ့လှုပ်ဆောင်ရမယ်ဆိုပြီးတော့လေအကြံဖက်မင်းအွန်လိုင်းကပြောသွားပြန်တယ်လို့သိရပါတယ်အဲ့ဒီလိုအကြံဖက်မင်းအွန်လိုင်းနဲ့စစ်ကောင်စီဟာပြည်ပရောက်မြန်မာအလုပ်သမားတွေစီကနေအခွန်ငွေရဖို့နှီးမျိုးစုံနဲ့ကြံစီနေပြီး တဖက်မှာလည်းပြည်တွင်းကစစ်မှုထမ်းဖို့အကြုံးဝင်တဲ့အသက်၁၈နှစ်ကနေ၃၅နှစ်အတွင်းအမျိုးသားတွေကိုပြည်ပထွက်အလုတ်လုတ်ခွင့်ပိတ်ပင်ထားတယ်လို့အကယ်လို့ပြည်ပထွက်အလုတ်လုတ်ချင်ရင်တို့စစ်တပ်ကခွင့်ပြုချက်ရမှသာတွားရောက်ခွင့်ရှိတဲ့အပြင်အဲ့လိုပြည်ပထွက်အလုတ်လုတ်မဲ့အလုတ်သမားအရေးအတွက်ကိုလည်းကန့်တတ်ထားတဲ့အတွက်ပြည်ပအလုတ်ကိုင်းအေဂျင်စီအများစုဟာပြည်ပနိုင်ငံတွေကိုအလုတ်သမားစေလွတ်ဖို့အဆင်မပြေတော့ပဲတချို့ဆိုလုပ်ငန်းတွေပါရန်နာထားရတဲ့အခြေအနေအထိဖြစ်နေတယ်လို့ပြည်ပအလုတ်ကိုင်းအေဂျင်စီလုပ်ငန်းရှင်တချို့ကပြောထားကြပါတယ်တဖက်မှာလည်း လက်ရှိမြန်မာနိုင်ငံမှာမတည်ငြိမ်မှုတွေကြောင့်နိုင်ငံသားယင်းနှိမ့်နှံမှုတွေနဲ့အသီးသီးထွက်သွားကြသလိုပြည်တွင်းမှာလည်းကုန်စည်တို့အဆမတန်ကြီးမြင့်မှုတွေနဲ့စီးပွားရေးကြဆင်းမှုတွေကြောင့်အလုတ်ကန်ရှာပါမှုတွေပါဖြစ်ပွားနေတဲ့အတွက်တို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာတဲ့ခိုးဆိုလူရဲမှုတွေမြင့်တက်နေပြီးပြည်သူတွေဟာဘဝလုံခြုံမှုတွေပါတဖြည်းဖြည်းရုတ်ရော့လာတဲ့အချိန်အကျန်းဖတ်မဲအွန်လိုင်းကတော့ပြည်ပထွက်အလုတ်လုံမဲ့သူတွေအနေနဲ့ဘဝလုံခြုံမှုရှိတယ်ပြည်တွင်းမှာသာအလုတ်လုတ်ကြရမယ်ဆိုပြီးပြောဆိုလာပြန်တာပဲဖြစ်ပါတယ်ခင်ဗျ ဖက်မှာတော့မန္တလေးတိုင်းမရပူရမြို့နယ်ဆင်ဆွဲပို့ရက်ကွက်မှာငလေးနှငောင်းတေဆုံးသူခုနှစ်ဦးအတွက်စေနာရှင်တွေကလှူဒန်းထားတဲ့ထောက်ပံ့ခြင်းငွေကျပ်390ကိုစေကောင်းစီလောက်ခန့်ရက်ကွက်အုပ်ချုပ်ရေးမှုညွန့်ဝေဆိုတဲ့သူကကြံ့ရစ်သူမိသားစုတွေစီမပေးပဲဖျက်ယူတုံးဆွဲလိုက်တယ်လို့ရက်ကွက်နေပြည်သူတွေကရင်ကုန်ခစ်တစ်ကိုပြောပါတယ်ဒါကတော့လက်ရှိမန္တလေးတိုင်းမရပူရမြို့နယ်ဆင်ဆွဲပို့ရက်ကွက်မှာငလေးနှောင်းတေဆုံးသွားတဲ့ဒေါ်မြတ်မြဦးညွတ်ဝဲဒေါ်လာကြီးမကြမ်းပါဝင်ပြည်သူခုနှစ်ဦးအတွက် စေနာရှင်တွေကထောက်ပံ့ကြီးအနေနဲ့တဦးကိုငွေကျပ်၁၀သိန်းလုံးအပြည့်ခုနှစ်ဦးအတွက်ငွေကျပ်၃90ကိုခွဲဝေပေးဖို့စစ်ကောင်စီလက်အောက်ခံရက်ကွက်အုပ်ချုပ်ရေးမှူးညွန့်ဝေဆိုသူကိုပေးအပ်ခဲ့တယ်ဆိုပါတယ်။ဒါပေမဲ့အဲ့လိုအလူရှင်တွေကပေးအပ်ခဲ့တဲ့ထောက်ပံ့ကြီးငွေကျပ်၃90ကိုစစ်တလောက်အခမ်းဆင်ဆွဲပုတ်ရက်ကွက်အုပ်ချုပ်ရေးမှူးညွန့်ဝေဆိုသူနဲ့အဖွဲ့တွေကမိသားစုစီမပေးဘဲဖျက်ယူလိုက်ကြပြီ။တပ်ဆိုင်ရာပရဟိတအဖွဲ့ကငလင်ကြောင့်တေဆုံးသူပြည်သူ9ဦးရဲ့မိသားစုစီထောက်ပံ့ကြီးရလားလို့မေးတဲ့အခါမှာ ဘာမှထောက်ပံ့ကြီးမရတဲ့အကြောင်းကိုသိရပြီးအုတ်ကြီးညွန့်ဝေကဖြတ်ယူတုံးဆွဲလိုက်တာကိုသိရတာဖြစ်တယ်လို့ရက်ကွက်နေပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောထားကြပါတယ်တစ်ဖက်မှာလည်းလက်ရှိမန္တလေးမြို့မှာစကိုင်းကလင်းကြီးလှုပ်ခတ်သွားတာဟာတလကျော်ကြာမြင့်သွားပြီဖြစ်ပေမဲ့နိုင်ငံတကာကသာစစ်ကောင်စီကိုဘလို့လှူတယ်ဘလောက်လှူတယ်ဆိုပြီးအသီးသီးထုတ်ပြန်နေကြပေမဲ့ပြည်သူတွေစီကိုတော့စစ်ကောင်စီရဲ့မြေတိအထောက်အပံ့မှထိထိရောက်ရောက်မရရှိပဲကိုထူကိုထားနဲ့သာရုံကန်ရှင်တန်နေရတယ်လို့လေငလင်းဘေးတင်ပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျ ဖက်မှာတော့မကွေးတိုင်းငဖဲမြို့နယ်ကအကြပ်ဖက်စစ်ကောင်စီရဲ့နှက်ရီကန်စစ်တပ်စခန်းမကြရေးအတွက်စစ်ကူလာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကကြဖြတ်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား၉ဦးကတော့နေရာမှာတည်းပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမပါအလောင်းတွေစီကနေတနက်၉လက်ကိုပါတပါတဲ့တင်းစီရရှိခဲ့တယ်လို့အရှိုချင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူစလိုင်းရိုချင်းကရန်ကုန်ခေတ်တကိုပြောပါတယ်ရန်ကုန်ခေတ်တကရရှိထားတဲ့ဓာတ်ပုံထဲမှာလည်း စစ်ကောင်စီတပ်သားမသားအလောင်းတွေဟာလမ်းမပေါ်တွေမှာအတုံးယုံနဲ့တည်နေကြတာကိုလည်းအတိုင်းသားမြင်တွေ့နေရပြီးတိုက်ပွဲကတော့ဧပြီလ30ရက်နေ့ဖြစ်တဲ့မနေ့ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဖြစ်စဉ်ကတော့ငပဲမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့နေရီကန်စစ်တပ်စခန်းကိုတော်လိုင်းပူပေါင်းတပ်တွေလာတိုက်တာနဲ့ချက်ချင်းမကြသွားအောင်ဆိုပြီးအဲ့ဒီစခန်းအတွက်စစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကကြားပြတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သားကိုကတော့နေရာမှာတွေပွဲချင်းမိတွေကိုတိတ်ကုန်ကြတဲ့အပြင် အဲ့ဒီစစ်သားမပါအလောင်းတွေစီကနေတနက်ကိုလက်ကိုပါတော်လိုင်းရင်တက်တွေကတပါးတည်းတင်းစီရရှိခဲ့တယ်လို့အရှိုချင်းတက်ဖွဲ့ရဲ့တာဝန်ရှိသူ slide ရိုချင်းကပြောထားပါလိမ့်ခင်ဗျာတဖက်မှာတော့ပကိုးတိုင်းတောင်ကူမြို့ကအချက်ဖက်စကောင်စီရဲ့ leader second ကိုတော်လိုင်းရင်ပူပေါင်းတက်တွေကတရခေါ်မမ short တိုက်တော့6လုံးနဲ့ထပ်မံပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ BWN တက်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ30ရက်နေ့ဖြစ်တဲ့မနေ့ကတရက်ထဲမှာတည်း မနက်အစောပိုင်းမှာအဲ့ဒီတောင်ကူမြို့မှာရှိတဲ့အချက်ဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တဲကိုဒေါ်လိုင်းရဲ့တပ်တွေက short တိုက်တုံး၈လုံးနဲ့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ည9နာရီခွဲလောက်မှာတော့အဲ့ဒီတောင်ကူမြို့မှာရှိတဲ့စစ်ကောင်စီရဲ့လေတပ်စခန်းကိုပါ short တိုက်တုံး6လုံးနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအချက်ဖက်စစ်ကောင်စီရဲ့တောင်ကူလေတပ်စခန်းကနေကရင်ကင်းနီရှမ်းတောင်နဲ့ဘကိုးတိုင်းဘက်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ပြုလုပ်နေတာဖြစ်တယ်လို့ နေပြီးတော့မငလင်းတန်းကြောင့်နေပြီးတော့အေလာ၄တက်စကန်ပျက်စီးသွားတဲ့အတွက်ပြန်လည်ပြင်ဆင်နေတဲ့ချိန်အဲ့ဒီတောင်ကူ၄တက်ကနေ၄ချောင်းတိုက်ခိုက်မှုတွေပုံမပြုတ်လုံနေတာကြောင့်ဒေါ်လိုင်းတက်တွေက short တိုက်တုံး၆လုံးနဲ့တွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုနဲ့ပျက်စီးမှုအခြေအနေတွေကိုထပ်မံထုတ်ပြန်ပေးပါမယ်လို့လည်း BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာပြည်သူကိုတပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီအုပ်စုက နျူကလ িয়ার ဆွမ်းအင်ကိုအလွဲ၃စားပြုတ်လို့ပို့လုံနေပြန်တယ်လို့ကုလသမဂ္ဂမှာတမန်ကြီးဥကျော်မိုးထွန်းကသတိပေးပြောဆိုလိုက်ပါတယ်။ဒါကိုတော့ဧပြီလ30ရက်နေ့ကပဲအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့အစည်းအဝေးအတွင်းတမန်ကြီးဥကျော်မိုးထွန်းကပြောလိုက်တာပါ။လက်ရှိမြန်မာပြည်သူတွေကိုတပ်ဖြတ်နေတဲ့အကြံဖက်စစ်ကောင်စီအုပ်စုကနျူကလ িয়ার ဆွမ်းအင်ကိုအလွဲ၃စားပြုတ်လို့ပို့လုံနေပြန်တာဟာတကယ်တကယ်နျူကလ িয়ার ဆွမ်းအင်နဲ့ပတ်သက်ပြီးအရေးပေါ်အခြေအနေဆိုတာမျိုးတွေအတွက်ပါ စစ်အုပ်စုဘက်ကကြိုတင်ပြင်ဆင်မှုရှိမှာမဟုတ်တဲ့အပြင်လက်ရှိမြန်မာနိုင်ငံမှာငလင်လှုပ်ခတ်တဲ့အချိန်မှာလေကြိုတင်ပြင်ဆင်မှုတွေဘာမှမရှိုံနဲ့မကငလင်ဘေးအတွက်နိုင်ငံတကာကပေးတဲ့လူသားချင်းစာနာမှုအကူအညီတွေကိုတော့လက်နက်အဖြစ်အသုံးချနေတဲ့အကြမ်းဖက်မြန်မာစစ်အုပ်စုကနျူကလ িয়ার စွမ်းအင်ကိုလည်းလက်နက်အဖြစ်အသုံးချမဲ့သူတွေဖြစ်တယ်လို့ငလင်တန်းတင့်နေတဲ့အချိန်မှာတော့မြန်မာပြည်သူတွေကိုလေနဲ့ဘုံကျဲတိုက်ခိုက်မှုပေါင်းအကြိမ်200ကျော်ပြုလုပ်ခဲ့တဲ့အတွက်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ ဒါကိုအလေးနက်ထားတတိပြုသင့်ပါတယ်လို့လဲတန်မကြီးဥကျော်မိုးတော်ကကုလစည်းဝေးမှာတတိပေးပြောဆိုသွားပါတယ်တစ်ဖက်ကနိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့နျူကလ িয়ার စွမ်းအင်အစီအစဉ်အပါအဝင်ပူးပေါင်းဆောင်ရွက်မှုတွေကိုပြုလုပ်မယ်ဆိုရင်မြန်မာနိုင်ငံမှာဆက်အာဏာရှင်စနစ်အဆုံးသတ်ပြီးဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားလာမှသာမြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်သင့်ပါတယ်လို့လဲတန်မကြီးဥကျော်မိုးတော်ကကုလစည်းဝေးမှာအကြံပြုပြောဆိုသွားပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ရေအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ